ဒီကနေ့ဒီနေုံလာပြီးနေမဟာသမယခါတော်နေ့ပဲဖြစ်ပါတယ်။ဘာကြောင့်မဟာသမယခါတော်နေ့လို့ပြောကြရတာလဲဆိုတော့မြတ်စွာဘုရားလက်ထက်တုန်းကနတ်တွေပြမာတွေနဂါးတွေဂလုံးတွေဒီတဏှာအแทမှစုစည်းမိပြီးတော့မဟာသမယတုတ်ကိုဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မဟာသမယခါတော်နေ့လို့ပြောကြရခြင်းဖြစ်ပါတယ်။ ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကနေ့ဒီငိန်ချမ်းရေးခါတော်နေ့ပဲဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းကကပိလဝုပြည်နယ်ကောရီးယားပြည်သားမှစီးဆင်းနေတဲ့ရောဟိနီမြေကြီးကိုအကြောင်းပြုပြီးတော့နှစ်ပြည်တောင်သောမင်းတွေဟာစစ်ဖြစ်မဲ့ရေးကိုမြတ်စွာဘုရားသည်ဟန်တာပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ကိုပဲမြတ်စွာဘုရားသည်ငိန်ချမ်းရေးပိတုကပညာရှင်ကြီးပဲဖြစ်ပါတယ်။ဒီမဟာသမယခါတော်နေ့မှာစ၍ကဘာသူကဘာသားအလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအလုံးတို့သည် စစ်မှတ်ဘေးရန်ကနေပြီးတော့ငြိမ်းအေး၍ငြိမ်းချမ်းရေးကိုအမှန်တကယ်ရရှိနိုင်တဲ့ပုံကိုများဖြစ်ကြပါစေလို့ဥစဉ်ဆုမွန်ကောင်းတောင်းပေးပါတယ်